ျွန်တော်မေးဘလို့ပို့ရလဲကျွန်တော်ပြောပြဟိုမေးပို့တော့မယ်ဆိုရင်ကျွန်တော်တို့ဟိုဒီ Canva တွေကပို့မယ်ဆိုရင်မှာ Canva ဆိုတဲ့ application ရှိ app အဲ့ application နဲ့ဝင်လိုက်ပြပြီအခုကျွန်မကျွန်တော်စောင့်နေတဲ့ format တွေရှိရပြမှာဘယ်လိုစီမီပုံစံလဲအခုဒီအပေါ်ဆုံးဟာကိုတစ်ခုပို့မယ်ဆိုရင်ဒီမှာညာဘက်ဘယ်ဘက်တောင်းဟာလေးကျွန်တော်ကြွေးလိုက်ဒီ CV ကိုကျွန်တော်ပို့ချင်တာပြမှာပို့ချင်တဲ့အခါကျရင်ဒီမှာဒီ CV ပေါ်လာလိမ့် ပေါ်လာပြီခဏလေးစောင့်လိုက်ရင်ကျွန်တော်ဒီ DCB ရဲ့ကျွန်တော်ပြောရမယ်ဒီညာဘက်ထောက်လေးမှာကြားတည်တာ မပြားကိုကျွန်တော် DCB ဆိုရင် DCB ရဲ့ကျွန်တော်ဒီမှာညာဘက်တောင်းနေမှာအများလေးရှိရတဲ့အတူ DCB ပို့ချင်တာကိုအများလေးကိုကျွန်တော်နှိပ်လိုက်ရနှိပ်လိုက်ပြီးဆိုရင်ဒီမှာကျွန်တော် CS နဲ့မှာ CEO တို့ကိုပေါ်လာလိုက်အမှကြရင်မှာကျွန်တော် CEO ကိုနှိပ်လိုက်နှိပ်လိုက်ပြီးဆိုရင်အောက်လေးနည်းနည်းဆွဲချလိုက်ဒါကျွန်တော်ဂျီမေးစွာရှိရတဲ့ဂျီမေးစွာလေးနှိပ်လိုက်နှိပ်လိုက်ပြီးဒီ process run ခဏလေးစောင့်ပေးလိုက်စောင့်ပေးလိုက်ရင်မှာ DCB ကကျွန်တော်တို့က Gmail ကိုရောက်သွားလိုက် 啊，我做嘛？做鸭王，鸭王一手嘛。做你阿嘛嘛，只那路鸡米要铺在哪里？只那铺在哪里？铺只那鸡米，只那铺在谁？鸡米铺，只那鸡米在买开来。嘛噶，这抽铺嘞，行业在诶地方，住离三街水样嘛，爸妈巴佬，我巴佬伊只那路巴佬阿没做，铺在先在铺，铺只那背后乡嘛嘞，隔打隔打后乡没做，半岭乡嘛，微川岭乡嘛做。 ဝေချာပူဇင်ရှင်ဆိုပြီးတော့ရိုက်ရိုက်ရိုက်ထည့်ပေးလိုက်ဗျာရိုက်ထည့်ပြီးတော့ကွန်ဒီမှာဗျာကျွန်တော်ကွန်ပို့စ်အီးမေးလ်มาကြရင်ဟောဘာမှမရေးချင်လည်းရတယ်ဗျာဟိုရေးချင်လည်းရတယ်အာရေးချင်လည်းဆိုရင်တော့မှာသူ့ရဲ့ဒီဒေးချက်လက်ပေါ့ရေးလိုက်တစ်ခုခုရေးလိုက်ဗျာရေးပြီးတော့မရေးချင်ဘူးဆိုလိုက်ဒီမှာဒီညာဘက်မှာတောင်လေးမှာမှာအဆန်လေးရှိရဗျာဒီဆန်လေးကိုကျွန်တော်နှိပ်လိုက်နှိပ်လိုက်ပြီးဆိုရင်ကျွန်တော်အာဒီစီဗီကကျွန်တော်ရဲ့ဂျီမီရဲ့ရောက်သွားပြီ ကျောင်းလာမြောက်လာတော့ကျွန်တော်တောက်ဆင်းနေဆိုရင်ဂျင်မီရဲဝင်လိုက်ဝင်လိုက်ပြီးရင်မလာကျွန်တော်တို့ကိုကျွန်တော်ပို့လိုက်လိုက်ဆိုရင်ရေဖရလုံးလိုက်ရင်ဒီမှာငွေကြလိုက်တယ်ဒီမှာဝင်လာဒါဆိုရင်ကျွန်တော်တို့ကအာပုံမဲပို့ထားတာဗျာဒီ ါပုံဖို့ကဒါ PDF ဖိုင်မဟုတ်မဟုတ်ရင်ကျွန်တော်တို့ PDF ဖိုင်ဘယ်လိုပို့ဒါ PDF ဖိုင်ဘယ်လိုပို့မလဲဆိုရင်ကျွန်တော်ဒီပုံကိုဒီမှာဒီမှာဗျာညာအောက်လေးတွေ့ဒေါင်းလောဒ်ခလုတ်လေးရှိဒီဒေါင်းလောဒ်လေးနှိပ်လိုက်နှိပ်လိုက်ပြီးဆိုရင်ကျွန်တော်တို့အပေါ်မှာဗျာအဲ့ပုံဒေါင်းလောဒ်ဆွဲသွားလိုက်သူကလည်းသူတော့သူဗျာဆွဲသွားပြီးဆိုရင်ကျွန်တော်ပြန်ထွက်လာပြန်ထွက်ပြီးတော့ကျွန်တော်တို့ဒီမှာ browser တစ်ခုခုဗျာဒီဟာ Chrome ပဲဖြစ်ဖြစ်ဟာ Google ပဲဖြစ်ဖြစ်ဗျာအလုံးတခါ iPhone တွေပါနေဆိုရင် သူတို့ရဲ့ iPhone browser ရှိတယ်ပြီအဲ့ဒါနဲ့မှ browser တစ်ခုခုဝင်လိုက်ကြတယ်ဝင်ပြီးတော့ကျွန်တော်တို့ဝင်ပြီးဒီ search bar မှာကျွန်တော်ဗိုင်ရိုက်မယ်ဆိုတော့မှကျွန်တော်ဆိုရိုက်ထားရပြတယ်ရိုက်ထားတော့မှ bit image to pdf ဆိုတာပေါ်နေပြတယ်အဲ bit image to pdf ကိုဝင် လိုင်းတော်တော်ကြာဘေးအမေတူ PDF ဆိုရယ် final ဝင်လာဒီမှာဘေးဘေး PDF ဆိုတာပေါ်လာလိမ့်မယ်ကြာတိ။အာကျွန်တော်တို့က email ကနေ PDF ကိုပြောင်းမှာဆိုတော့ အာ image2p ရတကယ်တော့ image မဟုတ်ဘူးကျွန်တော်တို့က file ကိုပြောင်းညင်တယ်ဆိုရင်အဲ့ file ရဲ့နာမည်ကပါဥပမာ .dot file ကိုဟိုအများကြီးရှိရပြား file ကြီးကအခုကျွန်တော်တို့ကပုံကနေပြီး PDF ပြောင်းမှာဆိုတော့ image2p ရပေးရလဲအရှိမဖိလေးရိုက်လဲရိုက်လိုက်ရင်ကျွန်တော်တို့ဒီမှာ bit PDF ဆိုတဲ့ website တစ်ခုအပေါ်ဆုံးမှာကျလာလိမ့်မယ်ဗျအဲ့ website ထဲကိုကျွန်တော်ဝင်လိုက်အဲ့ website ကဟို PDF ပြောင်းရတာအကောင်းဆုံးနဲ့ဟိုအလွယ်ဆုံးကြာ ါကြောင့်ဒီတဲ့ဝင်လိုက်ရင်ဒီမှာ तू က select image ဆိုတာရှိရတာအခုကျွန်တော်ပြောင်းကျင်တဲ့ဟာလေးကိုရွေးမယ်ဆိုရင် select image ကိုနှိပ်လိုက်ဒီမှာအခုကျွန်တော်တို့ပြောင်းကျင်တဲ့ file ကိုကျွန်တော်ဆိုအဲ့တော့ဘယ်ဘယ် file နဲ့ပြောင်းကျင်လာလဲဆိုကျွန်တော်ဆိုမှာ media picker တွေကရွေးလိုက်ရွေးလိုက်ပြီဆိုကျွန်တော်တို့ဒီမှာဗျာဒုတိယမှာကျွန်တော်ဒီဒီကောင်း DC view ပြောင်းကျင်လာဆိုရင်ကျွန်တော် DC view ရွေးပြလိုက်ရွေးပြီးတော့ဒီဒီ hari ဒီနှစ်ခုကဘာမှမလုပ်ရဘူးဗျာဒီလိုဒီဒီ make no ပါ sorry no margin နဲ့ဒီ portrait ကဘာမှမလုပ်ဘူးဒီနှစ်ခုကပြောင်းစရာမလိုဘူးဗျာဒီမှာ format ကိုပြောင်းမှာ format က A4 ကြီးဖြစ်နေတယ်တကယ်တော့ကျွန်တော်တို့က A4 မယူ A4 လို့ဂျင်တာမဟုတ်သူရဲ့ size အတိုင်းလို့ဂျင်တာဆိုတော့ဒီမှာ SMA size ဆိုတာနှိပ်ပေးလိုက်ပြီးဒီမှာ quality က medium ဖြစ်နေကျွန်တော်တို့က height ထားပေးတာ height ထားပြီးပြီးသွားရင်ကျွန်တော်တို့ ဒီမှာပြဘာမှမရှိတော့ဘာမှမရှိဒီအောက်မှာကျတော့ converse to pdf ဆိုတာရှိတယ်အဲ converse to pdf လေးကိုနှိပ်လိုက်နှိပ်ပြီးဒီမှာ download pdf ဆိုတာပေါ်လာတယ်ဒီ download pdf ဖေးတစ်ချက်နှိပ်လိုက်နှိပ်လိုက်နှိပ်လိုက်ရင်ပြဟိုကျွန်တော်ကဒီဟာ download ရှားမှုလို့ပြဟိုတခါလေးကျရင်ဟို file name နေရာ to နေတော့ဒီ file ဝဲပြန် down ခြင်းလာလားဆိုပြီးထပ်မေးရအာအခုအခုမှစလုံးမဲ့လူတွေဒါမေးမှာမဟုတ်ဗျာမမေးဘူးဆိုတော့တကယ်လို့မေးခင်းလဲ download account ကိုပဲနှိပ်လိုက်ပြန်ဒီကျရင်ဒီမှာ download server လေး ဆွဲလိုက်တာ open win နေပါလေဒါရဲဘာမှမလုပ်နဲ့မကန်ဆယ်ပဲနေလက်နေပြီးတော့ကျွန်တော်တို့အခုအခု find down ဝင်ပြီဗျာအဲ့ find ကိုကျွန်တော်ဘာမှသွားကြည့်နေလဲဆို find manager ရဲ့သွားလိုက်ကျွန်တော် find manager ရဲ့တိုက်ဒီမှာ dot find ဆိုရှိနေလက်ဒီဟိုက dot find နဲ့ဝင်လိုက်ဗျာဝင်လိုက်ကျွန်တော်ဒီမှာ2 day ဆိုပြီးတော့ပေါ်နေဗျာဒီမှာကျွန်တော်တို့အောက်မှာကြည့်လိုက်ဒီ find ကညမဘယ်အချိန်ရပို့တာအခု converse လောက်တာလေ10နာရီကျွန်တော်40နှစ်ဗျာကျွန်တော်တို့10နာရီ43ဗျာဒီ find ခုနလေးညလောက်ထားတဲ့ converse လောက်ထားတဲ့ file ပြ။အဲဒီ file နဲ့ဝင်ကြည့်လိုက်ပြတင်တယ်။ဝင်ကြည့်လိုက်ရင်ကျွန်တော်တို့ဒီ file home မဟုတ်ဝင်ကြည့်လိုက်ကျွန်တော်တို့ပြောင်းလာတာကျွန်တော်မှန်လားမမှန်လား။အာကျွန်တော်ကြောင်းရယ်။မဟုတ်ကျွန်တော်ကတော့တင်ကြပြဒီ file များဟုတ်လား။ ဟိုမတည်ကြရင်တော့ဝင်ကြည့်လိုက်ဗျာဒီဖိုင်ဗျာဒါဟိုအချိန်နှဲဟွာဆိုတည်တည်ကြဗျာအဲ့တော့ကျွန်တော်ဒီဖိုင်ကိုပို့တော့မယ်ဆိုကျွန်တော် Gmail ထဲဝင်လိုက်ဗျာဝင်လိုက်ပြီးရင်ကျွန်တော်တို့ဒီမှာ Gmail ပို့တော့မယ်ဆိုရင်ဒီ Gmail ဆက်ဆက်ဝင်နေတဲ့မှာအောက်မှာ combo ဆိုတာရှိတယ်ဗျာခဲတဲ့လေးလားဘောပင်လေးလားအားလေးနဲ့အားလေးကိုနှိပ်လိုက်နှိပ်လိုက်ဆိုရင်မှာ to ဆိုတဲ့နေရာရှိတယ်သူဆိုရဲ့နေရာမှာအခုကျွန်တော်ပို့ချင်တဲ့ mail ကိုဒီမှာကျွန်တော်ဆိုဒီ gmail ကိုပို့မယ်ဆိုရင်ဒီ gmail ကိုရွှေ့လိုက် ီမေးကိုရွေးလိုက်ပြီးတော့ဒီဂျီမေးကိုရွေးလိုက်ပြီးအခုကျွန်တော်ဒီဂျီမေးကိုပို့အာတကယ်တော့ဗျာဒါဂျီမေးကိုဒီဂျီမေးကိုပဲပို့ခြင်းလို့တကယ်လို့ဒီဂျီမေးကိုမဟုတ်ဘဲနောက်ထပ်ဂျီမေးကိုလည်းပို့ခြင်းနဲ့ဆိုလဲနောက်ထပ်ဂျီမေးကိုပို့လို့ရတယ်တချို့ကုမ္ပဏီတွေဆိုရင်အောက်မှာ CC ရို့ BCC ရို့ခံခိုင်းနိုင်ရှိရဗျာဒါမဲ့အဲ့ဒါတွေကဟိုအခုတော့မလိုသေးဘူးဗျာသူအာထားထားလိုက်အဲ့ဒါဆိုဟို တူကိုပဲတူတူနေရာမှာပဲကျွန်တော်ဘယ်ကိုပို့ကျင်တာလဲဆိုပြီးတော့ရွှေ့လိုက်အာကျွန်တော်ပို့ကျင်တဲ့ address ကိုထည့်လိုက်ထည့်ပြီးဒီမှာ subject subject နေရာဆိုရင်ကျွန်တော်ဘာထည့်ရမလဲဆိုတော့ကျွန်တော်အခုရှောက်ချင်တဲ့ position အခုနောက်လိုပဲဗျာကျွန်တော်ဘာရှောက်မှာ weight position ရှောက်ဝိထပ်ပုဇရှင်ဝိထပ်ပုဇရှင်ရှာကျွန်တော်ကွန်ပတ်အီးမေးလ်မအဲ့နေရာမှာကျွန်တော်ဘာမှမရေးလဲရတယ်ရေးချင်ခင်ရ အခုကျွန်တော်တို့ fine ပို့တော့ fine ပို့တော့မယ်ဆိုရင်ဒီမှာဆန့်ရဲ့ဘေးနားလေးမှာဒီမှာတွေ့လားလင်းတက်လေးရှိရယ်ဗျာဒီမှာအဲ့ကောင်လေးကိုနှိပ်လိုက်ဗျာနှိပ်လိုက်ပြီးသူကမေးတယ်ဗျာဒါဘယ် drive တခါလေးကျွန်တော်တို့ fine နေလို့ဗျာလို့ drive တီမှာထားရည်လည်းရှိရယ်အော်တကယ်တော့ကျွန်တော်တို့အာအဲ့ drive car fine နေလို့ကြာရင် drive from drive ဆိုတဲ့နေရာနေတွားရွေးရမှာဗျာတကယ်တော့ကျွန်တော်တို့က fine manager ထဲမှာကို fine ထဲမှာကို phone ထဲမှာထားရအောင်ဆိုရင်အပေါ်ဆုံးဟာလေးကိုရွေးပေးကြ ရွေးပြီးလာရင်အခုကျွန်တော်တို့ဒီထဲမှာရောက်သွားတယ်အခုရွေးပြီးမှ PDF ဆိုတဲ့ဟာလေးတာအခုကျွန်တော်ပို့ချင်တာဒီကောင်လေးဒီကောင်အခုနောက်ဟာလေး PDF ဖြစ်သွားအဲ့ PDF ဖိုင်လေးကိုအခုဒီမှာရောက်ပြီးတော့ကျွန်တော်ရှိကိုလမ်းပို့လိုက်ရောပို့လိုက်ပြီဆိုရင်ဒီမှာသူရောက်လာလိမ့်မယ် လာပို့ရပဲမလာပို့ပို့ဒီမှာတက်လာဒီ file ကမှာ PDF ဆိုတာလေးဖြစ်နေကြတည်ဒါ PDF file ပို့လိုက်လို့ဗျာတည်လာ PDF ဆိုတာလေးဖြစ်နေရတကယ်တော့အခုနကျွန်တော်ပို့ထားတဲ့ဟိုဟာတွေက canva တွေကဟာဆိုရင်ကျွန်တော်ဒီမှာ photo ကြီးတွေ့လာဒီမှာဒီမှာဗျာ photo ဒီမှာဗျာ photo ကြီးတွေ့အဲ့ဒါ photo photo ပဲရှိသေးတယ်တကယ်တော့ PDF မဟုတ်သေးဘူးအဲ့ဒါကိုကျွန်တော်တို့ကအဲ့ပုံ PDF ပြောင်းပြီးတော့မပို့လိုက်လို့မှ PDF file ဖြစ်သွားကြတယ်အဲ့ဒါပဲ